British အားလုံးပဲမင်္ဂလာပါရှင်ကျမတို့ channel ကနေပြန်လဲကြိုဆိုလိုက်ပါရှင် Reddit အတွက်ဒီကောက်တက်ဆက်ပေးမယ့်သတင်းကြောင်းတွေကတော့မင်းမင်းကြီးစမိုင်းတို့မိသားစုအမေရိကန်တမလာဒေါ်နယ်ထရန်ရဲ့မြန်မာလူမျိုးတသိန်းကျော်နဲ့နေထွက်ရမယ့်အစည်းအဝေးမှာပါဝင်နေတယ်လို့သတင်းတွေထွက်ပေါ်နေကြောင်းသိရပါတယ် နောက်ဆုံးမျှော်လင့်ချက်အနေနဲ့ဒေါ်လာဘီလီယံချီတန်တဲ့ Golden Cup ကိုဝယ်ဖို့ကလွယ်ရည်မှားမှမရှိတော့ဘူးလို့ဆိုထားပါတယ်။အမေရိကန်စွန်ရဲ့အပြောင်းအလဲကြောင့်ယခုလိုနိုင်ငံခြားသားတွေကိုနှိမ့်ထုတ်တဲ့အစီအစဉ်ကစတင်လာတာပဲဖြစ်ပါရယ်။မင်းမီစမိုင်းကိုတော့မြန်မာနိုင်ငံမှာတော့မသိတဲ့သူမရှိတော့ပါဘူးနော်။နမဲကြီးအနုပညာရှင်စမိုင်းဟာမြန်မာရုပ်ရှင်လောကတွင်1990ပြည့်နှစ်နောက်ပိုင်းမှစ၍ယနေ့ထိတိုင်းအောင်မြင်မှုများစွာရရှိထားပြီးဗြိတိတ်ရဲ့ချစ်ခင်မှုကိုအခိုင်အမာရရှိထားတဲ့ထက်တဲ့အနုပညာရှင်တစ်ဦးဖြစ်ပါရယ်။ သူမက1982ခုနှစ်ဇူလိုင်လ16ရက်တွင်မွေးဖွားခဲ့ပြီးသူမရဲ့အနုပညာအမိအရောစမိုင်းနဲ့ life phase ဆိုတာသူမဒီပျော်ရွှင်မှုနဲ့အရင်မောအချင်းကိုဖန်တီးပေးနိုင်တဲ့ဇယုံများတွင်အများဆုံးတရုပ်ဆောင်ခဲ့ကပရိတ်တူရဲ့အကြောင်းမှာလင်းမြန်စွာလူတိများလာခဲ့တဲ့သူဖြစ်ပါရယ်အထူးသဖြင့်မြန်မာဗီဒီယိုခေတ်တွင်အလွန်ရင်ပန်းစားခဲ့တဲ့ဟာတာနဲ့ဒရမာစကားပေါင်းများစွာတွင်ပါဝင်တရုပ်ဆောင်ခဲ့ပြီးပွင့်လင်းယူသားတဲ့ကိုယ်ရည်ကိုယ်သွင်းနဲ့ရွှင်လန်းတက်ကြွတဲ့စကားပြောဟန်ကြောင်းထင်ရှားကြွကြတဲ့သူဖြစ်ပါရယ်သူဟာဆိုလို့ရှိရင်ဟာတာနဲ့ဒရမာဇယုံနှစ်မျိုးစလုံးကိုပိုင်နိုင်စွာ ်တရုတ်ဆောင်လိုက်တဲ့အပြင်စိတ်ခန်းဆောင်မှုပြင်ထန်တဲ့အမျိုးသမီးဇေယုံများကိုတရုတ်ဆောင်ရတဲ့အထူးကြွကျင်မှုရှိပါတယ်စီပွားရေးလုပ်ငန်းရှင်ကိုလင်းနဲ့အင်တာဗျူးခဲ့ပြီးချစ်စရာကောင်းတဲ့သမီးလေးတို့ကိုပိုင်ဆိုင်ထားကရှယ်ယာလုပ်ငန်းများအပြင်မိသားစုကိုအချိန်ပေးကပျော်ရွှင်စွာနေထိုင်ရရှိပါရယ်လက်ရှိတွင်အလောက်ကုန်နဲ့ဝတ်ချက်ကဲ့သို့သောကိုပိုင်စီပွားရေးလုပ်ငန်းများကိုပါလုပ်ကန်နေပြီးလူမှုကွန်ရက်ဆက်မျက်နှာများပေါ်တွင်လည်းသူမရဲ့နေစဉ်ဘဝနဲ့အယူသားပွင့်လင်းတဲ့အတွေ့အမြင်များကိုပရိသတ်တွင်နဲ့တက်ကြွစွာမျှဝေနေဆဲပဲဖြစ်ပါရယ် ဆမိုင်းရဲ့မြို့သားပွင့်နေမှုအမြဲတမ်းပြုံးပျော်ရွှင်နေတဲ့တဲ့ပုံစံနဲ့ဟာတာညောရှင်လွင်မှုကိုဒူဘာအမြန်မာပြည်ရဲ့အနေလုံးသားထက်ထက်အခိုင်အမာနေရယူစင်းနေတဲ့အတိတ်အချက်များဖြစ်ပါရယ်။ယခုလိုတမတော်မိသားစုပြန်ပို့ခဲ့ရမယ့်တဲ့တွေကြောင့်တမရဲ့ပိုင်ဆိုင်မှုကိုရွှေ့ပြောင်းလို့မရတာကြောင့်စိတ်ညစ်နေရကြောင်းတရုတ်နဲ့ထုတ်ပေါ်လာခဲ့တဲ့ဖြစ်ပါရယ်။